အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရစေဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Letter Law မှာအသစ်ထွက်ရှိထားတဲ့ဒီ Comic Browser ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီတနေ့တာလုံဆောင်ချက်တွေတနေ့တာလုပ်ငန်းတွေအားလုံး AI ကိုအသုံးပြုပြီးတော့အများကြီးကူညီထောက်ပံ့ရနိုင်တဲ့ဒီ Comic Browser ကိုယ့်ရဲ့ကွန်ပျူတာမှာထည့်သွင်းဖို့အတွင်းဒီလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ဒီ Windows 11နဲ့ပြပေးမယ်ပေါ့နော် Windows 10ပဲဖြစ်ဖြစ် Windows 11ဖြစ်11ပဲဖြစ်ဖြစ်သဘောတရားအတူတူပဲပေါ့နော် အဲပရမအုပ်ဆုံးနေနဲ့ကျွန်တော်တို့ကွန်ပျူတာမှာရှိရ browser တခုကိုဖွင့်လိုက်ပါတော့ဖွင့်ပြီးဆိုရင်ဒီ shadow box ကနေအလွယ်တကူပဲအာ comic comic browser လို့ပဲရေးရှာလိုက်ပါဗျကျွန်တော်အခြားထွေထူးရေးရှာရမှာလို့ comic browser လို့ပဲရေးရှာလိုက်ပါတော့အဲရေးရှာလိုက်ဒီအပေါ်ဆုံးမှာပဲသူ့ရဲ့ comic browser a person နဲ့ ai assistant ဆိုပြီးတော့ကျွန်တော်ဒီ link လေးတွေ့လိမ့်မယ်ပေါ့နော်အဲ link လေးကိုတစ်ချက်နှိပ်ပြီးတော့ သူ့ရဲ့ website ကိုဝင်လိုက်ပါเนาะအဲ dev browser that work for you ဆိုပြီးတော့ဒီအောက်မှာကျွန်တော် download commit ဆိုပြီးတော့ button လေးရှိပါတယ်ဗျဒီကောင်လေးကိုနှိပ်လိုက်ရတယ်ဒါမှမဟုတ်ဒီ down က download ဆိုတာလေးကိုနှိပ်လိုက်ရတယ်ကြိုက်တာကိုနှိပ်လိုက်ပါเนาะတစ်ချက်နှိပ်လိုက်ပါအဲနှိပ်ပြီးပြီဆိုရင်တော့ welcome to commit ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒီလိုမျိုးလေးပေါ်လာပြီးဆိုရင်အဲကျွန်တော်တို့ကိုကိုယ့်ရဲ့ computer မှာဒီ download tool တွေရှိရဆိုရင်တော့အဲ download tool တွေကနေပြီးတော့စပြီး download ဆွဲတဲ့ဟာလေးပေါ်လာလိမ့်မယ်ပေါ့နော်အကယ်၍မရှိခဲ့သော်ရှင်ဒီအပေါ် download နှမ်းမှာသူ့ဘာသူ auto download ဆွဲပါလိမ့်မယ်ပေါ့နော်ကျွန်တော် start download ကိုနှိပ်လိုက်မယ် download ဆွဲလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ computer မှာအဲဒီ commit browser ဆိုတာလေ download ဆွဲလို့ပြီးသွားပြီပေါ့နော်။ဒီမှာ commit installer လေးပေါ့နော်။ဒီ latest version လေး install လုပ်လို့ပြီးသွားပြီဆိုရင် account လေးကိုနှစ်ချက်နှိပ်ဖွင့်လိုက်ပါ။ပုံမှန်အတိုင်းပဲပေါ့နော်အခြား software တွေ download ဆွဲပြီးထည့်သွင်းသလိုပါပဲသဘောတရားအတူတူပဲ welcome to commit ဆိုပြီးတော့ bug လေးပေါ်လာလိမ့်မယ်ဒီမျိုးလေးပေါ်လာရင် start install ဆိုရယ်ဒီ cloud ကလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ install လုပ်လိုက်ရပါပေါ့နော် ပြီးရင်ဒီအောက်မှာ download တင်းဆိုပြီးတော့သူ့ဘာသူ auto download လုပ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏလေးစောင့်ပေးလိုက်အောင်မယ် ဒါ installer file လေးဆိုတော့ကျွန်တော် installer file လေးဆိုတော့ internet ဖွင့်ပေးထားဖို့တော့လိုအပ်တယ်ပေါ့နော်သူပါသူလိုအပ်တဲ့ဒီ browser အတွက်လိုအပ်တဲ့ data တွေကိုသူပါသူ auto downloading လုပ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏလေးစောင့်ပေးလိုက်အောင်ပဲဒီမှာ downloading လုပ်နေပြီပေါ့နော် သူက download တင်းလုပ်လို့ပြီးသွားပြီဆိုရင်ဒီနေရာမှာ install ဆိုပြီးတော့အဲသူကသူ auto install လုပ်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏလေးစောင့်ပြီးလိုက်အောင်ပါလေဗျ။အဲဒါ install လုပ်လို့ပြီးသွားပြီဆိုရင်တော့ installation complete ဆိုပြီးတော့ဒီလိုစာလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီစာလေးပေါ်လာပြီးတော့ဒီအောက်မှာ link comment ဆိုပြီးတော့ဒီ browser လေးကိုစာပြီးဖွင့်လို့ရတဲ့ button လေးပေါ်လာလိမ့်မယ်ပေါ့နော်ဒါလေးတစ်ချက်နဲ့ဖွင့်လိုက်ပါအဲ့တစ်ချက်နေပြီဆိုရင်တော့ကျွန်တော်ခဏစောင့်ပေးရတယ်ပေါ့နော်ခဏစောင့်ပေးပြရတယ်ဒီ comment ဆိုတဲ့ browser လေးစပြီးတော့ပွင့်လာပါလိမ့်မယ်ပြည့် သူ UI နေလဲတော်တော်လှတယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်ဓာတ်ဖို့အသင်းတွေကတော်တော်လေးမိုက်တယ်အဲပြီးတော့ကျွန်တော်တို့ရဲ့တနေတာလုံဆောင်ချက်တွေပေါ့နော်ဒီကျွန်တော်တို့ဒီအင်တာနက်မှာရှာခြင်းဖွေခြင်းတဲ့ဟာတွေဥပမာအားဖြင့်ဗျာအမြင်သာဆုံးပြောရရင်မိတ်ဆွေရဲ့ဒီ Facebook အော်ဒီကွန်ပျူတာနဲ့ Facebook သုံးနေဆိုရင် Facebook နဲ့ပတ်သက်တဲ့ setting တွေပါလေကိုကမရှာတတ်ဘူးပညာဆိုရင်ဒီ comic browser AI ကိုကျွန်တော်ရှာခိုင်းလိုက်လို့ရတယ်။ဥပမာကိုကဒီကွန်ပျူတာနဲ့ TikTok သုံးနေဆိုရင်အဲ TikTok နဲ့ပတ်သက်တဲ့ setting တွေကို browser မှာရှာခိုင်းလို့ရတယ်။စာကြည့်တဲ့ဖြစ်ပေါ်တော့နောက်ထပ်အများကြီးအများကြီးရှိသေးရပေါ့နော်။ကိုသုံးတန်းသုံးတန်းတက်လောက်ထိအများကြီးအများကြီးကိုကျွန်တော်အသုံးဝင်ပါတယ်။အဲထားပါ welcome to comic ဆိုပြီးပေါ်လာပြီဆိုရင်တော့ gas strat ဆိုတဲ့အားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။အဲဒီနေရာမှာ तू ကကျွန်တော်တို့ဒီ unlock your personal ်ပါစနယ်အဆက်စတန်ပေါ့နော်ဒီညလေးမှာကျွန်တော်ရွေးချယ်စရာလေးရှိတယ်မိတ်ဆွေကလက်ရှိသုံးနေတဲ့ဒီ browser ရရှိရဆိုရင် app browser ရအကုန်လုံးကိုဒီညမှာသူအတန်းစီပြီးတော့ပေါ်ပြပေးထားမှာဖြစ်ပါတယ်ကြာအဲဒီလိုမျိုးတန်းစီပေါ်ပြပေးထားမှာကျွန်တော်တို့ဒီပြောမယ်ဆိုရင်တော့ဗျာအခြားကျွန်တော်တို့က chrome သုံးနေဆိုရင်အဲ chrome browser မှာသုံးတဲ့ data တွေအကုန်လုံးဒီ commit browser ကိုကျွန်တော်တို့ဒီ export လုပ်ပြီးတော့ပြောင်းလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒါရောက်နောက်မှထည့်လဲရရဒါကြောင့်မို့ကျွန်တော်က do this later ဆိုတာလေးကိုပဲတစ်ချက်နှိပ်လိုက်မယ် အဲ့ပြီးနေရာ profile name လေးပေါ့နော်ကိုယ့်ရဲ့ browser ရဲ့ profile name လေးကိုကိုယ်အဆင်ပြေရထားပါဒီနေရာမှာ default theme တွေကလည်းတော်တော်လေးလှတယ်ပေါ့နော်။အဲ့မှာကျွန်တော်အများကြီးပဲတော်တော်လေးမိုက်တယ်။အဲတော်တော်လေး UI ရတော်တော်လေးမိုက်တယ်ပေါ့နော်။ဒီနေရာမှာဆိုရင်ဟော default theme နေနဲ့ဆိုရင် light ရှိတယ်။ကျွန်တော်ဒီ dash ရှိရယ်ကြိုက်တာသုံးပေါ့နော်။ကျွန်တော်က dash move ကိုထားလိုက်မယ်။ပြီးပြီးဆိုရင် continue ကိုနှိပ်လိုက်ပေါ့နော်။ အဲဒီနေရာမှာဒီ comment browser ကိုကျွန်တော်တို့ default browser အနေနဲ့ထားခြင်းတဲ့သူတွေဆိုရင်အဲဒီအကောင့်တွေအကုန်လုံးကိုအမှန်ချစ်ပေးထားပါဘောနော်ကျွန်တော်ဘာထွေထူးလုပ်ဆရာမလို့ကျွန်တော်ကတော့ဒီ comment browser ကကျွန်တော် default browser အနေနဲ့မသုံးသေးဘူးလိုတော့မှဖွင့်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ default ဟာလေးကိုအမှန်ချစ်ဖြုတ်လိုက်တယ်ပြီးရင် computer စပြီးဖွင့်တာနဲ့တန်းပြီး comment browser ကိုဖွင့်နေစေခြင်းနဲ့ဆိုရင် open comment on ဒီ start app ဆိုတာလေးကိုအမှန်ချစ်ပေးထားပါဘောနော် အဲကျွန်တော်ကတော့ကိုလိုမပဲဖွင့်သုံးပါကွန်ပျူတာကြီးဖွင့်လိုက်တာနေ comic browser ကြီးတန့်ပွင့်နေရမျိုးမလိုချင်တဲ့အတွက်ကြောင့်မို့ဒါလေးကိုလည်းအမှန်ကြီးဖြုတ်လိုက်တယ်ပြီးပြီဆိုရင် stack comic ဆိုတာလေးတစ်ချက်နှိပ်ပေးလိုက်ပါတော့အဲ stack comic ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့အဲ comic browser လေးစပြီးတော့ပွင့်လာပြီပဲဖြစ်ပါတယ်ဗျသူကတော့အခြား browser ကြီးနဲ့ပုံစံကတော့သဘောတရားအတူတူပဲအဲဘာတွေပို့ပြီးတော့ ူးခြားกว่าလဲဘာတွေပို့ပြီးတော့ကောင်းกว่าလဲဆိုရင်သူ့မှာအဓိကက AI assistant ပေါ့เนาะအာ AI 2ကအရန်ကိုအသုံးဝင်တယ်ကျွန်တော်ဒီနေရာမှာလိုရာတွေကိုရေးချလို့ရတယ်ဒါမှမဟုတ်ဒီအပေါ်မှာ assistant ဆိုတာလေးရှိရပါเนาะအဲ့လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီနေရာမှာအဲကိုရှာခိုင်းခြင်းတဲ့အရာတွေအဲဒီဘေးမှာ ဟိုစာရဲတွေရဘောက်ကလေးပွင့်လာပြီဗောနော်ဒီဘောက်ကလေးမှာကိုရှာခိုင်းခြင်းတဲ့ဟာတွေဥပမာအဖြစ်ကျွန်တော်တို့ဒီ internet ကနေဘယ်လို data တွေရှာခြင်းတာလဲဒါမှမဟုတ်ရင်ကျွန်တော် Facebook အသုံးကျွန်တော်ရှိမှပြောခဲ့သလိုပဲဗောနော် Facebook နဲ့ပတ်သက်တဲ့ setting တွေ YouTube နဲ့ပတ်သက်တဲ့ setting တွေကျွန်တော် TikTok နဲ့ပတ်သက်တဲ့ setting တွေအခြားကျွန်တော်တို့ဒီ ် programming အတွက်ပဲဖြစ်ဖြစ်အစားရှိတဲ့ဖြင့်တော်တော်များများကျွန်တော်အရင်အသုံးဝင်ပါတယ်ကိုလိုသမျှအရာအကုန်လုံးဒီ AI system ကနေပြီးတော့ F anything ဆိုတဲ့နေရာလေးမှာ loader ကိုရှာပြီးတော့ကျွန်တော် shut shut လောက်လိုက်ဦးပဲပေါ့နော်သူက auto ရှာပြီးသွားဆိုတော့တော်တော်ကြီးကို mic တယ်ကျွန်တော်သုံးသုံးရင်းနဲ့ကိုအရင်ကိုအသုံးဝင်တဲ့ browser လေးဖြစ်ပါတယ်ဒါကြောင့်မို့အဲကျွန်တော်ကတော့ဒါကိုယ့်ရဲ့ကွန်ပျူတာမှာ comment browser ထည့်သွင်းပုံသွင်းနည်းလေးကိုပဲအသာဆုံးရှင်းပြပေးရပါမိစုအတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ